ကဲအဲ့တော့နောက်တစ်ခုအနေနဲ့ poke ဦးလို့ပဲ poke ဆိုတာပောက်ကွဲထွက်မတတ်လို့များပြတာမျိုးပေါ့ကွယ်အဲ့တော့ soil ဆိုတော့ poke soil ဆိုတော့နှင်းသေးထန်စားကြခြင်းဒါဆိုရမယ်နော်အဲ့ခုကကြ day soil day ဆိုတာလေကြီးမှာတော့ day soil ကြပါလို့မှလည်းနှင်းထူထက်ခြင်းလို့အမဘာသာပြန်လိုက်တယ်နော်အဲ့ခု gyeong gyeong ဆိုတာအကြောင်းပါပါ gyeong ချီမြင်ကွင်းပါညာတွေ့တယ်မလားအဲ့တော့ soil gyeong ဆိုတော့နှင်းမြင်ကွင်းနှင်းနေကြည့်နေရမြင်နေရမြင်ကွင်းမျိုးကိုပြောတာနော်အဲ့တော့ဒါဆိုရင် soil gyeong ရှိမယ် နော်နောက်တစ်ခုကကြတော့ soil ဆိုတာနင်း sun ဆိုတာတောင်ဆိုတော့ soil sun ဆိုတော့နင်းတောင်ဒီလိုမျိုးလေးတွေနော်အဲ့လိုပဲ soil ဆိုတာနင်းညာဆိုတာကညာအဲ့တော့ soil ညာဆိုတော့ညာမှာကြာညာနင်းပေါ့ဒီလိုမျိုးဖြစ်သွားတယ်နော်ကဲအဲ့တော့နောက်ထပ်လေဆိုတဲ့ဟာလေး နော်အဲ့တော့ gang ဆိုတာဘာလို့လဲပြင်းထန်တာဖုန်းဆိုတော့လေအဲ့ gang ဖုန်းဆိုတာဘာဖြစ်မှာလဲလေပြင်းအဲနော်အဲ့လိုကကြတော့ son phun gi ဆိုတာကကြတော့ဘာဖြစ်သွားမှာလဲလေတိုက်အောင်လုပ်ပေးတဲ့ set နော် gi ဆိုတာ gi ကေပေါ့နော် son phun gi ဆိုတာဘာဖြစ်သွားမှာလဲဆိုပန်ကာอืมနော်အဲ့တော့ဖုန်းဆိုတာကလေဖာဆိုတာကလိုင်းဆိုတော့အဲ့တော့ဖုန်းဖာဆိုတော့လေနဲ့လိုင်းပေါ့ဒီလိုမျိုးလေလိုင်းဒီလိုမျိုးဖြစ်သွားမယ်နော်အဲ့တော့ကသေဖုန်းဆိုတာပါလဲ typhoon and mongdai ဟုတ်တယ်เนาะနောက်တစ်ခုက yol yol ဆိုတာကအပူခဏနာပြောတယ်ပေါ့เนาะ phoom ဆိုတာကလေအဲ့တော့ yol phoom ဆိုတော့လေဘူးဒီလိုမျိုးပေါ့เนาะအခုကအာ so phoom so phoom ကကြတော့အာဒါကပြောရမယ်ဆိုရင်ဒီနေရာမှာကတော့နည်းနည်းထူးဆန်းနေပေါ့เนาะသူကအဲပျော်ပွေစားပေါ့เนาะပျော်ပွေစားကဲ ဲ့တော့အမကဘလိုလေးလဲမှတ်ဘလိုမှတ်လဲဆိုတော့ကွယ်ဆိုးဆိုသေးတဲ့အဲလေလေးကိုခံဖို့အတွက်ဆိုးဆိုသေးတာဖူးမဆိုတာလေသေးတဲ့လေလေးကိုခံဖို့အတွက်ပဲဟိုသွားလဲဆိုတော့ပျော်ပဲစားထွက်တယ်လို့ပြောလေညင်းလေးခံဖို့အတွက်နော်သေးတဲ့လေဆိုလေညင်းပေါ့နော်လေညင်းလေးခံဖို့အတွက်ပျော်ပဲစားထွက်တယ်ဒီလိုမျိုးမှလိုက်တယ်ဟုတ်ပြီနော်ရပါပါဒါဆိုရင်